an evergreen wind wind ဆိုတာကတောင်ပံလေရင်တောင်ပံတကူက has to the surface area of 480 meters ဝင်လေရင်တောင်ပံရဲ့ area က480 meter square ရှိတယ် the pressure different between the upper and lower surface of each wind အဲ့ဒီအတောင်ပံတကူစီရဲ့ upper surface အပေါ်ဘက်မျက်နှာပြင်ရဲ့ lower surface အောက်ဘက်မျက်နှာပြင်ရဲ့ pressure different pressure ခြားနာခြင်းအောင်ဆိုလို့ရှိရင်စ500 particles ရှိတယ်အဲ့တွင် calculate the lift created ပင့်တင်တဲ့အောက်ဘာလို့ပြရမလဲဆိုလို့ရှိရင်မတင်တဲ့အောက်ဘာလို့ပြရမလဲခြားပြရအဲ့တော့ဒီပုံစံတွေကတူတူလေးပြတဲ့ဒီကြောင့်မို့ကလန်းလေးတွေကြီးပဲရေးမယ်ဆိုတိတ်ခလာအောင်ပြစာလေးပါထိုးပြရေးလိုက်ဟာ480 meter square ဆိုတာကတော့ပါဆိုရင်စာဖြစ်နေပြီ။ နော်စာဖေးစာဖေးရီယာက480 meter ဆိုတော့ air pressure different ဖြစ်နေတယ် pressure different between the upper and lower surface of each wind တောင်ပိုင်းတစ်ခုစီရဲ့အပေါ်ဘက်နဲ့အောက်ဘက် pressure different temperature ချောက်အောင် pressure different pressure ချာနာခြင်းဟာတဲ့ တောင်သေးရဲ့500 pascal ဖြစ်တယ်ဘာမှပါလဲဆိုရင် pressure different တော့ pressure different ဆိုတော့ surface area ဆိုတော့ a pressure different ဆိုတော့ဇာတ်ရုပ်ပါဖြစ်တယ်ဒေတာ p ဒေတာ p equal to 6500 pascal ဆရာရှာပေးရမှာကကိုလေးတဲ့ lift created lift ဆိုတာက ။ဘာကိုရှာပြရမလဲဆိုရင် the lift f ကိုရှာပြရ။ the lift f f sorry f ကအစ် equal to question ပါ။ဒီသုံးခုဆိုင်တဲ့ formula က data p equal to f f a f ကိုလို့ကျွန်တော် data p နဲ့ a နဲ့ပါသွားလို့ပဲဆိုရင်ညလိုက်မယ်။ f equal to a data p အဲ့တော့ a က area က480 ဒါတာဘီက0500 00အနကူဆရာဘာလို့ရအောင်လဲကိုလေညောင်းလိုက် 40h နဲ့65နဲ့ဘာလို့မလဲကိုလေညောင်းလိုက်သုံးတစ်ရသုံးရသုံးတစ်နီသုံးရ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 အော်ဒီတော့ဒီတိုင်းခါလေးရရဲ့ဒါမှမဟုတ်ရှင် ခဏလေးရင်မဲ့တလုံးနှလုံးသုံးလုံးလေးလုံး၅လုံး၆လုံး3 8 10ပေါ sorry 3.3.12 8 10ပါဝါ6 10ပါဝါ6ဟာဘာလို့3ပါ8က air swing horizontal ရည်လေးစီးချောင်းတစ်ခုကရေပြင်အတိုင်းပတ်ဆိုတာတက်သွားတယ် in small airframe ဝင်လေးတောင်မှတစ်ခုကဘာဖြစ်လဲလေးစီးချောင်းတစ်ခုကတက်သွားဒီလေးတောင်မှတစ်ခု အဲ့ဒါကိုလေစီးကြောတစ်ခုကဖြတ်သွားမယ်အပေါ်ကိုလည်းဖြတ်သွားမယ်အောက်ကိုလည်းပါဖြတ်ဆိုရင်ဖြတ်သွားဆက်တက်ဘလို့ဖြတ်သွားမယ်ဆိုရင် the speed something မီတာပါစက္ကန့် over စပိအပေါ်ပဲနဲ့နဲ့ပြင်လို့ကျွန်တော်ကအញ្ញံလုံး something မီတာပါစက္ကန့်နဲ့ဖြတ်သွားပြီးတော့အမ်60မီတာပါစက္ကန့် past the bottom စပိအောက်ဖက်နဲ့ပြင်ကိုကျွန်တော်60မီတာပါစက္ကန့်နဲ့ပါဖြတ်ဆိုရင်ဖြတ်သွား at the plain has a wind area လေရင်တောင်ပံရဲ့ area က60.2 meter စကွဲရှိတယ်လေရင်တောင်ပံရဲ့ area ဒီ area area ကြီးကဘယ်လောက်ရှိလဲသူတို့ရှိရင်60.2 meter စကွဲရှိတယ် on the top and on the bottom ဒီအပေါ်က area က60.2 meter စကွဲရှိတယ် quite the net particle force အထက်ကိုပြည့်တင်နေတဲ့အားကိုမလုပ်ပြရမလို့ရှာပေးရတယ် the air exit on the airplane လေးပေါ်မှာလော်တီရှိနေတဲ့လေရဲ့အထက်ကိုပိတ်နေနေလေအားကိုဘာလို့ပြောင်းမသိဘူးရှာပေးရတယ် the density of the air is 1.2ဒီဝဲတောင်ကဘာပိတ်တာဆိုရင်1.2ဆိုပြီးတော့ဆရာတို့ဘာလို့တောင်ဆိုရင်ဒေတာကဲတော့ကျွန်တော်လေယာဉ်နဲ့နေရာရှိတယ်လေတောင်ပံရဲ့ upper surface เนาะ over surface ရဲ့လေတောင်ပံရဲ့ ဘော်တွန်စာဖိရဆိုတဲ့လေယာဉ်တလျာရှိတယ်။လင်းရင်တောင်ပဲရဲ့ကျွန်တော် over စာဖိကို1လို့ထားလိုက်ပြီးလင်းရင်တောင်ပဲရဲ့ဘော်တွန်စာဖိကိုဘာလို့ထားလိုက်လဲ2လို့ထားလိုက်။အဲ့တော့ကျွန်တော်ဘောဘောကျွန်တော်ကြည့်အောင်လို့အဲ့တော့ဘာလို့လဲဆိုလို့ရှိရင်စာလေးပြောင်းတော့ပြီပါ။အဲ့တော့စံပြင်းမိသားကစကြန်တာ ဘာလို့လဲဆိုရင်ပုံပွားစပြီးရဲ့စပိတ်ဟုတ်ပါတော့ဒီစပိတ်ဒီစပိတ်ရောအဲ့ဘောဒီစပိတ်ဘယ်မှာရှိရလဲဆိုပုံပွားစပိတ်အဲ့တော့ဘာဖြစ်လဲဆိုရင်ဒီဝမ်းလို့ခါတယ်နော်ဒီဝမ်းကွက်ဒီစံတီးမီတာပါစက္ကန့်အဲ့တော့60မီတာပါစက္ကန့်ဟာ First, the bodo sabi. Bodo sabi wa shi jaka. Ado, the sab, the speed. O e, di e, nye no, bema shi jala sui, bodo sabi. Now, what do you We do, 70. We do 60 meter per second. ဟုတ်ပြီမဟုတ်ဟောဘာပြည့်သေးလဲဆိုလို့ရှိရင် it the plane has a wing area of 16.2 meter ဒီကောင်ဘာလဲဆိုလို့ရှိရင် area နော် area a equal to area ဘလောက်လဲဆိုလို့ရှိရင်16.2 meter square ဘယ် area လဲဆိုရင် on the top and on the bottom အပေါ်နဲ့အောက်ကဂျားထဲမှာရှိတဲ့ area ရှိဖြစ်တယ်ကျွန်တော်ရှာပေးရမှာက quite the net particle for air net particle for ဆိုတော့ f ကိုဘာလို့ပြရမလဲဆိုရင်ရှာပြရ the air is in on the air brake ဘေးပေါ်မှာเนาะထက်ရောက်နေတဲ့ဘေးရဲ့ net ကိုဘာလို့ပြရမလဲဆိုရင်ရှာပြရရှာတော့ဘာလို့ရှာမလဲဆိုရင် f ကိုရှာပြရဟာတော့ဘာပဲလဲဆိုရင် density of the air is 1.2 kg per meter cube လို့ဘာမှမပြည့်စုံဘူး1.2 kg per meter cube အဲ့တော့ဆရာတို့ရှာပေးရမှာက net foot up ကိုပါလို့ပြရှာပေးရရှာပေးရ up ကိုရှာမယ်ဆို up ကိုဘယ် formula လဲရှာမယ်ဆိုရင် data p equal to alpha a နဲ့ပါလို့ပြရမှာလို့ရှာပေးဒီ up ကိုရှာနိုင်ဖို့အတွက် a ဆိုတာပေးထားတာရှိတယ် data p pressure ရဲ့ channel ကြီးဆိုတာမရှိဘူးเนาะအဲ့တော့ pressure ရဲ့ channel ကြီးကိုပါလို့ပြရမှာဆိုရင်ရှာပေးရเนาะ pressure ရဲ့ channel ပဲ pressure ကို ထားလာမယ်ဆိုလို့ရှိရင် pressure များတဲ့ကောင်ကနည်းတဲ့ကောင်ကမလုပ်ပြရမယ်ဆိုရင်နှုတ်ပြရမယ်အဲ့တော့ pressure တွေကနော် speed များလို့ရှိရင် pressure ပါဖြစ်မယ်နည်းမယ် speed များရင် pressure နည်းမယ် speed နည်းလို့ရှိရင် pressure များမယ်အဲ့တော့အဘသာပြီးမှဆိုရင်စံပြီးပြီးသားပါစက္ကန့်ပါဆိုလို့ရှိရင်ဆရာတို့ကသူ့ကို1လို့ထားတော့ pressure p1 လိုမဆာပေးပါဆိုလို့ရှိရင်60 meter သူ့ကိုဆရာတို့လိုအပ်ဆောင်လေးကိုတူးလို့ထားလို့သူ့မှာရှိတဲ့ pressure က P2 အဲ့တော့ speed နဲ့ရင် pressure ရမယ်အပေါ်နဲ့အောက်ဘယ်ကောင်က speed နဲ့လဲအောက်ကနဲ့ speed နဲ့ pressure ရမယ်အဲ့ဒါဆိုလို့ရှိရင် P1 နဲ့ P2 pressure ဘယ်ကောင်ပုံများ P2 ကပုံများ P2 ကပုံများလေအဲ့တော့ data view လိုချင်ရင် P2 တွေရနေပါအောင်လုပ်ပြ P1 လို့ပြော P1 ကိုလုပ်ပြ အဲ့ဒီ P2 တွေ P1 တွေဆိုတာကဘယ်မှာရှိရလဲဆိုတာဘာလို့လဲဒီကိုယ်တိုင်မှာပဲရှိတယ်ဒီကောင်ကိုရှာနိုင်ဖို့အတွက် app ကိုရှာနိုင်ဖို့အတွက် data B ဘာဖြစ်လဲဆိုလို့ရှိရင်လိုတယ် data B လိုတယ် data B ဆိုတာဒီမှာရှာမှာဘယ်လိုရှာမှာလဲဆိုရင် data B equal to P2 က pressure ပုံများနေဟာလား P2 တွေက P1 ကိုလုံးမယ်အဲ့ဒီ pressure တွေကဘာနော်ရီစတီယိုရမ်မှာပဲဘာဖြစ်လဲဆိုရင်ချိတယ်ဒါတို့ဘာနော်ရီစတီယိုရမ်ကနေပြီးတော့ P2 တွေဘာဘာတွေရှာ P1 တွေရှာ ကဲအဲ့တော့ဘာလို့ဒီတီယိုရန်တော့ဖို့အတွက်နောက်တစ်ခုဘာလို့သိလဲဆိုလို့ရှိရင်ဇာတို့ pressure ရှာလို့ရမယ်ဘူဝမ်းတည်တယ်ဘူကြီးတည်တယ်နောက်တစ်ခုဘာဘာလို့သိလဲဆိုလို့ရှိရင် HD လို့သိတယ်အဲ့တောင်ဝမ်းအမြင့်အဲ့တောင်ဝမ်းအမြင့်ဟာရေများနေဇာတို့အပေါ်ကိုတိုင်းရမယ်ဆိုလို့ရှိရင်ဒီရည်ရည်ဒီတောင်ပံနဲ့အကွာဝေးဒီ တောင်ပံလေးရဲ့အပေါ်အောက်အကွာဝေးရသည်ဆိုရင်မြေတွေကနေပြီးတော့ဒီတောင်ပံကိုတန်းလိုက်ရအကွာဝေးရတယ်အနာကြီးပဲသိနေတယ်ဆိုကြောင်းဆက်လို့ပါလေ H1 နဲ့ H2 ကိုညီရလို့ပါလို့ရပါသေးရင်ယူစားပြန်ပြပါမယ်နော်ဒီတောင်ပံရဲ့အပေါ်အောက်အကွာဝေးလေးကကဘာမြေပြင်ကနေပြီးတော့ဆရာတို့ဒီတောင်ပံကိုတန်းကြည့်လိုက်တဲ့အကွာဝေးနဲ့ဆိုင်အပေါ်အနာကြီးပဲကွဲတည်တဲ့အတွက်ကြောင့် H1 H2 ကညီရလို့ပါလို့ရတယ်ဆိုရင် ဟာဥပမာနေပြန်တန်းနေကောင်းကင်မှာပြန်တန်းနေနေယူကြလို့ကြည့်လိုက်မယ်ဆိုရင်အတောင်ပိုင်းအပေါ်အောက်ဆိုပြီးတော့နေရပါဘူးတောင်ပိုင်းတစ်ခုလိုပဲနေရပါဟာအဲ့တော့ H1 နဲ့မှတ်ထားမှာက airplane wing ဒီတောင်ပိုင်းမှာဆိုရင် H1 နဲ့ A2 တွေ့ရပါပြည့်တယ်ဆိုလို့ရှိရင်တူတယ်ဆိုတာမှတ်တာအဲ့တော့ဒီကဆရာတို့ဘာလဲဒီပြအောင်လဲဆိုရင် H1 equal to H2 airplane ရဲ့ wing ပါဆိုရင်ဆရာတို့ကောင်းကင်ဘောမှာပြန်တန်းနေတဲ့ airplane ရဲ့ wing ပါဆိုရင်ဒီတောင်ပိုင်းက H1 နဲ့ A2 နဲ့ တူတယ်လို့တောင်းအဲဒီအောက်မှာရှိနေမယ်ဆိုလည်းကျွန်တော်သွားတိုင်ကြည့်ရတာပေါ့ဟုတ်တယ်နားလဲမယ်နော်အဲ့ဒါဆိုရင်ကျွန်တော်ဘူးဘောင်ဆက်ရှာဒါတာဗီယိုရှာနိုင်မှု P2 တွေက P1 ကိုနှုတ်နိုင်မှုတွေဘာမျိုးဒီတူရတယ်ကျွန်တော် P2- နဲ့ P1 ကိုမလုပ်အောင်ဆိုရင်ရှာပြရအဲ့တော့ကျွန်တော်ရှာတော့မယ်နာမပြီးတော့ဘယ် usage আনারই তীব্র তীব্রয়া p1 plus 1 minus rho one square plus rho gh1 equal to p2 plus 1 minus rho 2 square plus rho gh2 Hello, hello. ီပု္ပ္ပ္စာက airplane wings ပု္ပ္ပ္စာဖြစ်တဲ့အတွက်ကြောင့်မလို့ကောင်းကင်ဘွားပြတ်တန်းနေတဲ့ airplane wing ဆိုလို့ရှိရင် H1 နဲ့ H2 နဲ့တူတဲ့အတွက်ကြောင့်မလို့ဆရာတို့ကကြည်သွားမယ်နောက်တစ်ခုဆရာတို့ဘာတွေကြည်ဦးမလဲကြည်စရာမရှိတော့ဘူးနော်အဲ့မှာဆရာတို့လိုချင်တာက F ကိုတွက်နိုင်ဖို့အတွက် pressure ခြားနားခြင်းကိုလိုချင်တယ် pressure ကဘယ်တရပါအောင်ထုတ်ပါ P2 တွေကပြီးပါရတာတွေကနေတော့ဘာကြောင့် P2 တွေကပြီးသွားလို့ရလဲဆိုရင်ပြန်ပြောပြမယ် စပီနဲတဲ့ကောင်ကပရက်ရှာပုံများတယ်အပေါ်နဲ့အောက်အောက်ကကောင်ကစပီပုံနေတဲ့အတွက်ကြောင့်မို့ပရက်ရှာပါလေလို့ပုံလာတယ်ပရက်ရှာများတဲ့ V2 တွေကနေပြီးတော့ဘာလို့ P ဘောက်ဘာလို့ဟုတ်ပါ P ဘောက်တွေကဆက်လို့လက်ကိုပို့လိုက် P2 မိုင်းနဲ့ P ဘောက်အဲ့တော့ဒီဘက်မှာကြံခဲ့တာက1 2 V1 square ဘောက်ကကောင်ဆက်ကိုဘာလို့ဒါတော့ဘာလို့လဲဆိုလှုပ်မှာပေါ့ဟုတ်ပြီနော် minus 1 minus 2 rho v2 squared ဘာလဲသိမလားသိမှာနော်အဲ့တော့ p2 minus p1 equal to ဒီမှာ1 by 2ကိုပေါ်ထုတ်လိုက်တော့ v1 square minus v2 square အဲ့တော့အပေါ်အကောင်စီကဖက်လိုက်တော့မှာ p2 minus p1 equal to 1 by 2ရိုးရတံဖို့ဟာ ကျွန်တော်တို့ပုံစံကိုတူတူကြာကြည့်မပေးမှတစ်ထောင်နဲ့တွက်မှာအခုက1.2ဆိုတာပြေးတာ1.2ဟုတ်ပြီ v1 square v1 ကဘယ်လောက်လဲ something something square minus v2 square v2 က60 square အဲ့တော့ကျွန်တော်တို့မလုပ်ရလို့ဒီကောင်ကိုရှင်းလိုက်နော် square minus 60 square ကိုရှင်းလိုက် something into 70 60 into 60အဲ့တော့ဗာရမယ်ဆိုရင်1300ဟုတ်နော်ဒီကောင်းကိုရှင်းလိုက်တဲ့ခါမှာဗာရမယ်ဆိုလို့ရှိရင်ဆရာတို့1300ရအဲ့1300ကိုဗာနဲ့ကဲဗာဒီမှာလုံးဝဆရာတို့ရေးချလိုက်တာကောင်း1 by 2 into 1 by 2 into ဗာရမယ်ဆိုရင်1300အဲ့တော့နှစ်လက်ဒါနဲ့ကျင်းလိုက်ဟုတ်လား2640 12 25လီ တစ်ဆယ်ပြစ်တုံညာလီတုံညာ1.2နဲ့650ပါလို့လည်းပြောလိုက်ရောက်လိုက်ဘူးအင်ဒူ650 equal to 980เนาะ980 980တော့ဒီကောင်က pressure ဆိုတော့ပါတယ်ပြီးသွားပြီလားဆိုတော့မပြီးဘူးဆရာတို့ P2 မနဲ့ P1 ကိုဘာလို့ရှာရလဲဆိုရင်ဆရာတို့ the net force F ကိုလိုချင်လို့ရှာတာเนาะအဲ့တော့မှဆရာတို့ the net force ကိုဘာလို့လိုက်လဲဆိုရင် P equal to F by A. F by A. F equal to A data B. A ကဆရာတို့ area ကသူကဘယ်လောက်ပေးထားလဲဆိုလို့ရှိရင်ဒီမှာ area ပေးထားတယ်16.2 meter square 16.2 into data B ကဆရာတို့ရှာထားတာ 780အဲ့ဒါကူကိုပတ်ပြီးတော့လည်းဒီအဲ့ဒါ980 980 10636 10636အဲ့တော့ equal to 1 10636အဲ့ဒါပါတဲ့တွင်နားလဲလားမသိဘူးနားလဲနော် h1 နဲ့ h2 ကသိရနော် တ်ဆောင်တွေကစာမျက်နှာ33မှာရှိတဲ့ review question 2ဆော့ဆော့ပုံစံနဲ့တပုံစံနဲ့ပဲစင်တူပြည့်တွေ့တဲ့ကြောင့်တော့ဒါကကျွန်တော် point 4မှာပါတဲ့ပုံစံလေးကျတော့ဘာနော်ဒီတီယိုတန်းတွေ့ရတဲ့အတွက်ကြောင့်လို့ကျတော့ဒီဘားထဲမှာတစ်ခါတန်းပြီးတော့ကျတော့ထည့်ထားမှာเนาะအဲ့တော့ air streaming တဲ့လေစီးကြောင်းတစ်ခုက pass ဖြတ်သွားတယ် in horizontal plane wing တဲ့ လေတောင်ပံတစ်ခုကိုဆရာတို့ကခေါ်စင်တဲ့တိုင်းဖြတ်သွားလေတောင်ပံတစ်ခုကိုလေစီးချောင်းတစ်ခုကခေါ်စင်တဲ့တိုင်းဖြတ်သွားရင်အပေါ်ကိုလည်းပြက်မယ်အောက်ကိုလည်းပြက်ဆက်သက်ဘယ်လိုဖြတ်မလဲဆိုရင် SP is 120 m/s at b upper side အပေါ်မှာ120 m/s နဲ့ဖြတ်သွားပြီးတော့ and 90 m per second at the lower speed အဖေါ်မှာဆိုရင်90 m per စက္ကန့်နဲ့ဘာဖြစ်တယ်ဆိုရင်ချက်သွား if the wind is အဲ့လေတောင်ပါဆိုလို့ရှိရင် is 10 meter long နဲ့30 meter ရှည်ပြီးတော့အဲ2 meter ဝ2 meter ဘာဖြစ်ဆိုရင်ကျဲတယ်ဒါတနည်းအားဖြင့် long နဲ့ wide နဲ့အလျားနဲ့အလယ်နဲ့ပြီးတာတနည်းအားဖြင့် area ပြီးတာနော်အဲ the density of air 1.3 kg per meter cube လွဲတောင်ဘောက 1.3 km ကျူးလို့ပေးထားတယ် find the net live on in 2ကိုပစ်နေတဲ့အားကိုဘာလို့ပြရမလဲဒီလေရှာပြရအဲ့တော့ကျွန်တော်ပေးရတယ်ကိုရေးလိုက်မယ်ကွာ speed is 120 meter per second at the upper speed အပေါ်ဘက်မှာရှိတဲ့ speed က120 meter per second အဲ့ကောင်ကိုဆရာတော်က1လို့ထားလိုက်ကွာကြောင်ကောင်ကိုစာရေးတစ်ခုရေးလိုက်အောင်လေ the speed ဒီစာရေးတဲ့အခါမှာ ီစရအတိုင်းယူရုံနော်ဟုတ်လားဒါမှမဟုတ်ကိုအတွေးလေးရထွက်လာတဲ့အတိုင်းလေးယူရုံပဲဘာမှပြန်မှန်းစရာမလို့ the speed ဘာ speed ရဲ့ဆို oh a လေးရဲ့ speed လေးရဲ့အမြန်လုံးဘယ်မှာရှိတဲ့လေးရဲ့အမြန်လုံးလဲဆိုရင် at the upper surface we want to try to do v1 က120 meter per second နောက်တစ်ခု90 meter per second at the lower speed အောက်ဘက်မှာရှိတဲ့လေရဲ့အကျယ် the speed of air လေရဲ့အမြန်နှုန်းဘယ်မှာရှိတာလဲဆိုရင် at the lower speed v2 လို့ထားလိုက်လား lower speed 90 meter per second ဆက်တာအဲ့တဝင်းအစ်စတန်မီတာလောင်းအန်2မီတာဝါဒါအတရားနဲ့အနန္တနဲ့ပြီးတာဆိုတော့ဒါအေရိယာဟာအေရိကွဲဒီဘာဖြစ်မလဲဆိုရင်တန်မီတာအေ2မီတာတရားနဲ့အနန္တနဲ့ပြောလိုက်ရင်အေရိယာရာဒီကွဲဒီ20ဖြစ်တာကွဲအာဒါတန်စီရောအေ1.3ဆိုဘာပြီးရဆိုလို့ရှိရင်ဘူပြီးတယ်ဘူကြီးကွဲဒီ 1.3 kg per meter find the net force ဆိုတော့ဗာ net lift အထက်သို့ပြင့်တင်အားကိုမပါလို့လေဆိုရင်မေးရဆိုတော့ f ကိုမပါလို့မယ်ဆိုရင်ကဲဆိုးဆိုးအတိုင်းလေးပဲကြက်ပြရမယ် f ကိုရှာမယ်ဗာမင်းရှာမယ် data p equal to f by a အဲ့တော့ f ကိုရှာဖို့အတွက် area ပေးထားတယ် data p ဆိုတာ pressure ကြီးခြားနာတာဒီ pressure ကြီး pressure ကြီးခြားနာတဲ့အခါမှာ ပရက်ရှာများတဲ့ကောင်ကလဲရနေပြီးတော့လဲတဲ့ကောင်ကိုနှုတ်ပြရစပီညာရင်ပရက်ရှာနည်းမယ်စပီနည်းရင်ပရက်ရှာများတယ်အပေါ်ကကောင်က P1 လို့ထားမယ်အောက်ကကောင်က P2 လို့ထားမယ်နော်အဘိုးကစာဖိကို P2 လို့ထားအဲ့တော့အပေါ်စပီက130အောက်ကစပီက90အပေါ်ကစပီညာတဲ့အတွက်ကြောင့်မို့ပရက်ရှာ P1 ကပါဖြစ်တယ်အောက်ကကောင်နဲ့ပါဖြစ်သွားတယ်နည်းမယ်နည်းသွားတယ် ဘယ်ကောင်ကများပါလဲအောက်ကများစပီးနဲတဲ့ကောင်က pressure ပိုများတယ်အဲ့တော့ p2 လေးရတယ်ပြီးတော့ p1 ကိုနှုတ်တဲ့ဟာကိုအရင်ရှာပေးရမယ်เนาะအဲ့တော့ p2 လေးကနေ p1 ကိုနှုတ်ဖို့အတွက်ဆရာတို့က binary diagram ကိုသုံးရမယ်အဲ့ဒီမှာ binary diagram သုံးတဲ့အခါမှာ8တွေလို့ပဲ air wind ပြန်တန်းနေတဲ့ air wind လေးတောင်ပန်းတစ်ခုပါဆိုလို့ရှိရင်အများအားဖြင့် h1 h2 ပါဖြစ်လဲဆိုလို့ရှိရင်2ရယ်ဘာဖြစ်လို့လဲဆိုတော့လေးတောင်ပန်းရဲ့ เนาะအပေါ်နဲ့အောက်တဲ့အပေါ်ဝေးဟာဒီကဘာမြေပြင်မှာရှိတဲ့အပေါ်ဝေးကြီးနဲ့ဆိုင်လုံးဝမပြောပါတော့အောင်တင်းနေတဲ့အတွက်ကြောင့် H1 H2 ကိုရည်ရလို့ပါတော့မှာသိရင်ဟာတနည်းအားဖြင့်ပြန်တန်းနေတဲ့ A1 ရဲ့ H1 H2 ကရည်ရဲဆိုတာမှတ်ထား H1 equal to ဒါလည်းကြည့်မယ်နော်အဲ့ဒါဆိုရင်ဆရာတို့ဘာလို့ဒီဒီလိုလဲနဲ့ P2 ဘိုင်းနဲ့ P2 ကိုဘာလို့လဲမသိဘူးရှာလိုက်မယ် using và nói view này á rồi formula ka p1 plus 1 by 2 v1 square plus v g h1 equal to p2 plus 1 by 2 v2 square plus v g h2 ပြန်သန်းနေတဲ့ airway နဲ့ h1 h2 ကဘာဖြစ်လဲဆိုလို့ရှိရင်ဒီတော့ခြေလိုက်မယ်နောက်တစ်ခြေစရာမရှိတော့အဲ့တော့ဆရာတို့ကဆရာတို့ဘာအရင်ရှာမလဲဆို p2- p1 ကိုရှာအဲ့တော့ p2- p1 ဆို p1 လို့ဟိုဘက်ကိုပို့လိုက်မယ် p2- p1 နော်ဒီတော့ကြံနေတာက1 by 2 root 3 1 square ဟိုဘက်ကောင်ဒီဘက်ကိုလာတော့ -1 ိုင်းနဲ့1 2 2 2 square အဲ့တော့အပေါ်ကကောင်ဆယ်လို့တက်လိုက်မယ် p 1 square 2 1 2ဘုံထုတ်လိုက်မယ် v 1 square minus v 2 square အဲ့တော့1 2ဘုရဲ့တံမိုးကမေ့ပြီးတော့တစ်ထောင်နဲ့တွက်ပြီမယ်သူကပေးထားတယ် into 1.3 v 1 square v 1ကအပေါ်ကကောင်1 2 square minus v 2 square အောက်ကကောင်90 square အဲ့တော့ကျတို့1 2 3 1 2ဒီကောင်နှုတ်တာလေးကိုရှင်းလိုက်မယ်အဲ့ဒီ120 no 90 into 90ဘာရလဲဆိုရင်6300ရတယ်6000 300 edu 6300အဲ့တော့ဒူးနဲ့ချင်းလိုက်မယ်ကွာနှစ်နှစ်3 3 6 1 2 1 2 5 1 5 နှစ်တလီနှစ်ဆိုတော့ဘာကြမ်းလို့30ကြမ်းဟုတ်လားနှစ်ငါးလီ30နှစ်သုံးရလီ3ရ3 1 5 3ရကို113ရမှာလောက်လိုက်မယ်ညာလိုက်ညာလိုက်3 1 5 3ရကို1.3ရကျောက်လိုက်တယ်3 3 4 5 3 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 ဘေးသုံးများကိုးပါပါစကယ်ပရက်ရှာဆိုတော့ပါစကယ်လိုချင်တာကပရက်ရှာကိုလိုချင်တာမဟုတ်ဘူးဆိုတော့ the net lift to the f ကိုလို့အဲ့အဲ့တော့ the p equal to f a အဲ့တော့ m ကိုလို့ပြော f equal to a data data b အဲ့တော့ a ကကြတော့20 20 into data b ကကြတော့ p2 minus ပြီးွားရေးတုံညာဘုံကရေးတုံညာဘုံကတော့ဒီလိုက်ဒါပဲပြောလိုက်မယ်ခေါင်းရောက်နေတယ်နှစ်လားဒီစဲတုံညာရေးပြင်မဲ့နှစ်ကိုးလီ၁၈၁ကိုးရေးပြင်မဲ့နှစ်တုံညာရေးတုံညာတက်နှစ်လေးပြီ၈၈တက်900အက်ဖလက်ဂျီကမီတာဒါဆိုရင်ဆရာတို့4.3 value list equation အပိုင်းပြီးတော့နော်